ဝမ်ချန်နယ်ကိုကြည့်ရှုနေကြတော့မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာဝမ်ချန်နယ်ကနေပြီးတော့အပတ်စဉ်အယူတော်မင်္ဂလာဟောသံနေနဲ့လာစဉ်ရေတရာတွေကိုထုတ်လွှင့်ပေးလေးရှိပါတယ်ကျွန်တော်တို့ဗာမင်းနေခါရဲ့တပည့်ရင်အောင်ခင်မြင့်ဖြစ်ပါတယ်အဲဒီတလကျွန်တော်အေဗရီလာအေဗရီလာတလတာအတွက်ခုနှစ်သားသမီးအားလုံးတွေအယူတော်မင်္ဂလာရေတရာလက်ဆောင်ကိုဟောပြောပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီတလအတွင်းမှာကျွန်တော်ငွေကန်ကောင်းခြင်းဘာတွေလုပ်ရမလဲအလုပ်ကိစ္စတွေကျွန်တော်တို့အဆင်ပြေအောင်မြင်ခြင်းဘာတွေလုပ်ရမလဲကျွန်တော်ကျန်းမာရေးကောင်းခြင်းဘာတွေလုပ်ရမလဲဘာတွေလုပ်ရမလဲအခြေအနေအောင်ရေးကိစ္စတွေ ကျွန်တော်အဆင်ပြေအောင်မြင်ခြင်းလဲဆိုရင်ဘာတွေလူရမလဲဘာတွေလုပ်ရမလဲအဲ့တော့ဒီတလလာအတွင်းရဲ့ကျွန်တော်ကံကောင်းစေတဲ့အဆောင်ဘာတွေလဲဆိုတာကိုကျွန်တော်နေသားသမီးလိုက်ခုနှစ်သားသမီးတွေလိုက်ကျွန်တော်ဟောပြောပေးသွားမှာဖြစ်ပါတယ်အခုတောက်ကြနေမွေးဖွားသူများတောက်ကြသားသမီးများအတွက်အေဗီလာတလလာအတွက်အယူတော်မင်္ဂလာရတရားလက်ဆောင်ဟောပြောပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီအေဗီလာတလလာအတွင်းမှာတောက်ကြနေမွေးဖွားသူတွေဟာကျွန်တော်ငွေကန်ကောင်းခြင်းမလုပ်ရလဲဆိုတော့ကျွန်တော်ရွှေတမင်းအဲ့တော့ရွှေတမင်းဘယ်နဲ့တုံးမဖြစ်ဖြစ်အိမ်မှာပဲ ကျွန်တော်မျက်စောပြားရှင်ကိုရိုမြကြီးကိုလေးလေးနက်နက်ကတ်လို့ပြီးငွေကြေးကိစ္စနဲ့ပတ်သက်တာတွေဆူတောင်းလိုက်ပါခင်ဗျာအဲ့တော့ဒီတလားတာအတွင်းမှာပဲလုပ်ကိစ္စတွေအဆင်ပြေခြင်းနဲ့ဆိုရင်ဘာလို့ရလဲဆိုတော့ကျွန်တော်ဗလာစာဟုတ်သုံးဟုတ်ကို့အိမ်မှာဝင်းကျင်ကကျွန်တော်ကလေးတွေကိုကျွန်တော်လှုပ်ပြီးဆူတောင်းလိုက်ပါခင်ဗျာအဲ့တော့ဒီတလားတာအတွင်းမှာပဲတောက်ကြံနေမွေးဖွားသူတွေဟာဒီအိမ်မီလာတာတလားတာအတွင်းမှာပဲကျမ်းမာရေးကောင်းခြင်းနဲ့ဆိုရင်ဘာလို့ရလဲဆိုတော့မဝင်းကားအဲ့တော့အပြင်ကပဲဝဲဝဲကိုကိုဖောက်ကိုပဲချက်ချက်မဝင်းကကျွန်တော်တို့ကိုမိတ်ဆွေတွေကိုပအောင်ဝင်းကျင်ကိုအလုပ်ပအောင်ဝင်းကျင်ကမိတ်ဆွေတွေကိုကျွန်တော်တို့ကြွေးလှူပြီးဆူတောင်းလိုက်ပါခင်ဗျာ ဲ့တော့ဒီတလားတာအတွင်းမှာတောက်ကြနေမွေးဖွားသူတွေဟာဒီ AB လားတလားတာအတွင်းမှာကျွန်တော်အခြေအိမ်တော်ကြီးကိစ္စတွေကျွန်တော်တို့အဆင်ပြေခြင်းနဲ့ဆိုရင်ဘာလို့ရလဲဆိုတော့ကိုယ့်အိမ်ကပကံများတစ်ချက်အဲ့တော့ကိုယ့်အိမ်ကပကံများတစ်ချက်ကိုကျွန်တော်တို့ရိုက်ခွဲပြီးတော့ကျွန်တော်အမိုက်ပုံနေရာမှာရိုက်ခွဲပြီးတော့ကျွန်တော်အခြေအိမ်တော်ကြီးကိစ္စတွေအဆင်ပြေဖို့ဆူတောင်းလိုက်ပါခင်ဗျာအဲ့တော့တောက်ကြနေမွေးဖွားသူများအတွက်ဒီ AB လားတလားတာအတွင်းမှာကံကောင်းစေတဲ့အဆောင်ကျွန်တော်ဩဇာညုံလေးတစ်ညုံကိုဆောင်ထားရုံပါပဲ။ အဲ့တော့ခုနှစ်ရက်သားသမီးများအားလုံးအေဗီလာတလတာအတွင်းရောနောက်လာမယ့်လရောအားလုံးအန္တရာယ်ကင်းပြီးရှင်ပြီးကျန်းမာချမ်းသာပျော်ရွှင်ကြပါစေခင်ဗျာ။